ဒီကရအန်ဒိုဗလာချင်းနဲ့ညနေဒီအရကတတွနဲ့ချမ်ဖက်အစာအခွေတွေဟာဒီပင်္ဂလာနေဆက်တချောင်းမှာတစ်ပတ်တပွေတွေဆက်လက်ဖြစ်ပေါ်နေတယ်လို့အချမ်ဖက်အစာအခွေရဲ့ပြည်သူစစ်စင်ရင်းနဲ့ပြည်ကြားရေးဌာနကတင်ထုတ်ပြန်ထားပါတယ်ထုတ်ပြန်ချက်ထဲမှာပြီးခဲ့တဲ့ရပိုင်းတွေကပဲအရကတတွနဲ့အစာအခွေတွေဟာတစ်ပတ်တပွေတွေဆက်ပွားတာရှိပြီးတော့ အော်တိုဘားလတ်ရှင်းနေမနဲ့ကိုနိုင်ကြီးလေးစင်ဝန်ချန်ကပဲတစ်ဖက်တစ်ကိုတဲ့ဆက်လက်ဖြစ်ပေါ်နေစစ်ဖြစ်တယ်လို့လဲအဲ့ဒီထုတ်ပြန်ချက်မှာပေါ်ပြထားပါတယ်။ဒါပြန်တက်ကိုအတွက်မှာသူတို့အခွင့်ဖြစ်တဲ့အကြံဖက်အဆောက်အဦရဲ့ဒီဟာမြောက်အစွမ်းထက်တဲ့တခိတ်မှုတွေကြောင့်အာရခတ်တက်တို့တပ်ဖွဲ့ဝင်တွေဟာဘင်္ဂလားဒေ့ရှ်နဲ့တက်ကိုထွက်ပြေးသွားခဲ့ရပြီးတော့အာရခတ်တက်တို့ရဲ့တက်သားအလုံးစစ်လုံးကိုလည်းအကြံဖက်အဆောက်အဦကသိရှိရမိခဲ့တယ်လို့ဆိုထားပါတယ်။အဲ့ဒီအကြံဖက်အဆောက်အဦထုတ်ပြန်ထားသလို သူတို့ရဲ့လက်ချက်ကြောင့်အာရခတပ်ဖွဲ့ဝင်တစ်စုထွက်ပြေးတာနဲ့တည်ဆုံမှုရှိမရှိဆိုတဲ့အပေါ်မှာတော့ CNA ကအတိမပြုတ်နိုင်ခဲ့တယ်လို့အာရခတပ်တို့ပြောခွင့်ရဥက္ကင်ဒုကကိုဆက်သွယ်မေးမြန်းထားပေမဲ့ပြန်လည်ဖြေကြားပေးခဲ့တာတော့မရှိခဲ့ပါဘူးလက်ရှိအကြံဖက်အစားအဖွဲ့ကထုတ်ပြန်ထားသလိုအာရခတပ်တို့ရဲ့တပ်ဖွဲ့ဝင်အလောင်းတချို့ကိုသိစေရမိတာနဲ့တပ်ဖွဲ့ဝင်တွေထွက်ပြေးမှုတွေရှိနေတယ်ဆိုတဲ့ဟာအစားအဖွဲ့ကဝါဒဖြန့်လှုပ်ဆောင်တာတက်တက်ဖြစ်မယ်လို့ထင်ရပြီးတော့နေဆက်တချောင်းမှာအရခတ်တက်တော်ကအစာအဖွဲ့တွေကိုလည်းမြေချင်းလဲလောက်ဆောင်လာတဲ့ရှိနေတဲ့တဲ့နှစ်ဖက်တကွေးဖြစ်ပွားနေတာတော့ ရှိနေတယ်လို့မွန်ဒိုတက်တာခန့်ကဆိုကြပါတယ်အချမ်းခအစအဖွဲ့တွေဟာ Rocking Bangladesh နဲ့ဇာတ်တချက်ကိုနေလမ်းမျိုးစနယ်ဝင်ရောက်ကရခိုင်ဒေသခံပြည်သူတွေကိုအချမ်းပြတ်တက်ပြတ်တော်ကိုလောက်ဆောင်နေတယ်လို့တစ်ဖက်မှာလည်းအရကတက်တို့ကိုတက်ခိုင်နေဖို့အတွက်အာလေးထောင်ခန့်လောင်းနဲ့ပြင်ဆင်နေတာရှိနေတယ်လို့လည်းသိရပါတယ်ဒီကရက်အော်တိုဘာလ9ရက်နေ့မနေ့ပိုင်း9နာရီလောက်ကလည်း မောင်နှမျိုးလက်ရခွက်ဆောင်တဲ့တာယံဝူကြည့်ရမှာခီးတွက်ပြီသူ၃ကိုအကြက်ဖက်အစာဖွေကမဆွေတက်ခိတ်တာနဲ့တင်းနဲ့နဲ့ပြက်ခတ်တက်ခိတ်တာကိုလောက်ဆောင်ခဲ့တဲ့အတွက်တရသားတူထိခိုက်ဒဏ်ရာရရှိခဲ့တာလည်းရှိခဲ့ရပါတယ်။အလ္လာဟူအက်ဘာ